ားလုံးမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တနာပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ဆွစ်ဇာလန်စပါးမှာဘေဂဝိုင်းနဲ့ငွေပေးချေမှုတွေလက်ခံတော့မဲ့သတင်းနဲ့အတူမင်းပိုးထက်ငါပိုးကပုံမြင်တဲ့သတင်းတွေကိုတင်ဆက်ပေးသွားချင်ပါတယ်ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါတယ်ခင်ဗျာပထမတစ်ပုတ်အနေနဲ့ဆွစ်ဇာလန်စပါးမှာဘေဂဝိုင်းနဲ့ငွေပေးချေမှုတွေလက်ခံတော့မဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်ဆွစ်ဇာလန်နိုင်ငံကစူပါမားကတ်ကြီးတစ်ခုဖြစ်တဲ့ Spar ကဘေးကွိုင်းနဲ့ငွေပေးချေမှုတွေကိုလက်ခံနေပြီဖြစ်ကြောင်းကြေညာလာပါတယ် ဆော့ကမြိုရဲကစိုင်းတီရှိရနေရာဖြစ်တဲ့နေရာကဆွစ်ဇာလန်နိုင်ငံရဲ့ခရစ်တိုတောင်ကြားအဖြစ်တင်စားကြတဲ့နေရာဖြစ်ပြီးခရစ်တိုနဲ့ပတ်သက်တဲ့လှူရှားမှုတွေအတော်လေးရှိတဲ့နေရာဖြစ်ပါတယ်။ဒါကြောင့်စပါဟာဘေးကွက်ငွေပေးချေမှုတွေလက်ခံဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ DFA ဆွေကနေတဆင့်ငွေလွှဲမှုအပိုင်းတွေကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဆွစ်ဇာလန်နိုင်ငံကခရစ်တိုနဲ့ပတ်သက်ရင်ခြေလက်မမှန်လန့်နေတဲ့နိုင်ငံတစ်ခုဖြစ်လာနေပြီးတော့စပါမတိုင်ခင်တုန်းကလည်းလူကနိုမျိုးလေးမှာ plan ဘေးကွက်ဆိုတဲ့ရှေ့ပြေးစီမံချက်တစ်ခုကနေတဆင့် အကောင်အကတွေကိုဘစ်ကွိုင်းနဲ့ငွေပေးချေလို့ရနိုင်နေကြတာဖြစ်တယ်လို့မျိုးရင်းကအကျိုးဆိုင်နေမှာဆိုရင်လည်းခရစ်တိုငွေပေးချေမှုတွေကိုလက်ခံနေကြတာဖြစ်ပါတယ်။ငွေပေးချေမှုပုံစံကလည်းဘစ်ကွိုင်းလက်ခံတဲ့ address ကို QR code နဲ့ထုတ်ပေးတာမှဖြစ်ပြီးဒီ QR code scan ဖတ်လိုက်ရုံနဲ့ကိုယ့်ရဲ့ wallet ထဲကနေဘစ်ကွိုင်း sets တွေကိုလွှဲပေးလို့ရနိုင်မှာဖြစ်ပြီးပုံမှန်ငွေပေးချေမှုတွေလိုပဲလွယ်ကူရွှေ့ရှင်းပါတယ်။ဆွစ်ဇာလန်အစိုးရနဲ့ဘိုဘန်တို့ဘက်ကနေခရစ်တိုနယ်ပယ်ကိုအားပေးလာနေတာကြောင့် ဆူးစ်နဲ့လူဂါနိုမျိုးတို့အပြင်တခြားမျိုးတွေမှာဆိုရင်လည်း cryptocurrency တွေနဲ့ငွေလက်ခံမှုနည်းလမ်းတွေရှာဖွေနေကြပြီးဆွစ်ဇာလန်ကဥရောပတိုက်ရဲ့ crypto ရိပ်မြုံလေးတစ်ခုဖြစ်လာနေပါတယ်ခင်ဗျာဆက်လက်ပြီးတော့မင်ပိုတန်ငါပိုကပုံမြင်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် ဒီနေ့ကဘာမှာအသက်ရှိနေတဲ့လူသားအတိုင်းကတချိန်ကရေကူးချန်ပီယံပိုးကလေးတွေဖြစ်ခဲ့ကြပေမဲ့ဘာအဆုမမရခဲ့ကြပါဘူးဒီတစ်ခါမှာတော့လူတစုကဒီရေကူးချန်ပီယံတွေကိုအကြောင်းပြုပြီးစုပေးဖို့စတင်စီစဉ်နေကြပါပြီ Crypto Bro တွေရောစုရနိုင်ပါမလားညမနဲ့နည်းနည်းတော့အလံဝင်းနေပါသေးတယ်ဘာလို့လဲဆိုတော့ပြန်ပွဲက Los Angeles မြို့ Hollywood Palladium မှာကျင်းပသွားမှာဖြစ်ပါတယ်ဒီပြန်ပွဲကတော့တခြားမဟုတ်ပါဘူးကမ္ဘာပထမအုပ်ဆုံးတုတ်ပိုးပြိုင်ပွဲကြီးဖြစ်ပါတယ် ပုံမှန်အပြေးပြိုင်ပွဲရေကူဘောလုံးကန်စက်တောင်ရိုက်တာလိုမျိုးအားကစားတွေကိုရိုးရိလာကြတဲ့လုံတစုလက်ချက်နဲ့တုပ်ပိုးပြိုင်ပွဲကြီးကိုဧပြီလ25ရက်နေ့ကျရင်ကျင်းပသွားတော့မှာဖြစ်တယ်လို့ဒီပြိုင်ပွဲကိုခရစ်တိုနဲ့လဲလောင်ကြီးထက်လို့ရနိုင်အောင်ကိုပိုင် platform တစ်ခုပါထောင်ထားပြီးပါပြီအစမလို့တဲ့နဲ့လောင်ကစားကိစ္စတွေပါနေတာလဲတပိုင်းဖြစ်ပေမဲ့ Arizu Nixmo Shenefan နဲ့ ကာရန်နီကိုနီကိုဆိုရဲပို့ကိုရီပူပေါင်းဖန်တီးထားတဲ့ဒီပြိုင်ပွဲကြီးကလုံဝအသည့်အဆန်းဖြစ်တယ်လို့ခရစ်တိုပါနေတာကလည်းစိတ်ဝင်စားဖို့အတော်ကောင်းပါတယ်။ပြိုင်ပွဲရဲ့ပုံစံကတော့ပြိုင်ပွဲဝင်နှစ်ယောက်ကအချိန်တနာရီအတွင်းမှာခွက်တစ်ခုတည်းကိုသူတို့ရဲ့တုပ်ပိုးတွေထည့်ပေးရမှာဖြစ်ပြီးဒီတုပ်ပိုးတွေကို microfluidic chip ထဲထည့်လိုက်မှာဖြစ်ပါတယ်။ဒီ chip ကမာမျိုးပွားစနစ်နဲ့ပုံစံတူအောင်ဖန်တီးထားတာဖြစ်ပြီးပြိုင်ပွဲဝင်တုပ်ပိုးတစ်တိုက်ကိုဂျင်းမှာဖြစ်ပါတယ်။မာမျိုးဥစီရောင်းနိုင်ဖို့အတွက်တုပ်ပိုးတို့ရေကူးရတဲ့ဖြစ်စဉ် ရီယိုတက်ဆစ်ကိုတူပဖန်တီးပေးမှဖြစ်ပါတယ်။ပြန်ပွဲရရဲ့တုပ်ပိုးတွေကဒီစက်တဲမှာရေဆန်ကူးခတ်ကြရမှာဖြစ်ပြီးပန်းနိုင်ကိုပထမဆုံးရောက်တဲ့တုပ်ပိုးပိုင်ရှင်ကအနိုင်ရမှာဖြစ်ပါတယ်။ဒီလိုကူးခတ်ကြတဲ့ဖြစ်စဉ်ကို လူသားမမျက်လုံးနဲ့ကြည့်လို့မရတာကြောင့်မိုက်ခရိုစကုပ်ကနေတဆင့်ပလေရီယန်တွေကမြင်ကွင်းချက်စကရင်တွေကိုပြန်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။စံတတားရဲ့ရလဒ်တွေအရတော့ပန်းဝင်ဖို့အတွက်ပြန်မြကြာချိန်က9မိနစ်ကနေမိနစ်20အထိရှိပြီးလောလောဆယ်မှာဒီပြိုင်ပွဲကိုကြည့်ဖို့အတွက် လက်မှတ်တွေကိုဒေါ်လာ20ကစလို့ဝယ်လို့ရနိုင်နေပါပြီ။ဒီပြိုင်ပွဲကယောက်ျားသူကြီးရဲ့ကျမ်းမာရေးနဲ့တော့ပိုးစွမ်းဆောင်ရေးကိုဂီယူဆိုင်ဖြစ်အောင်ရည်ရွယ်တာဖြစ်ကြောင်းလဲပွဲစီစဉ်သူတွေကဆိုထားသလိုဒီပွဲကိုကျင်းပဖို့အတွက်ဖန်တွေကလည်းဒေါ်လာ1.5မီလီယံအထိရထားပြီးပြီဖြစ်ပါတယ်။ပထမအဆုံးပြိုင်ပွဲမှာတော့ပြိုင်ပွဲဝင်2ယောက်က3ကြော့ရှင်ပြိုင်ရမှာဖြစ်ပြီးတွဲဆိုင်တွေထဲမှာ celebrity တွဲဆိုင်တစ်ခုလဲပါဝင်မှာဖြစ်ကြောင်းကြေညာထားတာကြောင့်ဂျိုးဝိုင်းနဲ့ထိုးမလို့လို့နဲ့မထိုးပြစ်လိုက်ကြတဲ့ ဇုကနဲ့မက်စ်တွဲဆိုင်ကိုတောင်းဆိုအားတွေလည်းမြင့်တက်နေကြပါတယ်။ပြန်ဝဲဝင်နေအနေနဲ့တုပ်ပိုးဆွမ်းဆောင်မှုအားကောင်းစေဖို့အတွက်ဘလို့အစားအသောက်တွေစားတယ်၊ဘလို့လေ့ကျင့်ခန်းတွေလုပ်တယ်ဆိုတာကိုလည်း highlight အနေနဲ့သေချာပြသွားဖို့စီစဉ်ထားပါတယ်။ကျမရဲ့အတွက်အထောက်အကူပြုစေဖို့ရည်ရွယ်ကြောင်းတင်ဘက်ကဆိုထားပါတယ်။ဒီပြိုင်ပွဲကို launch တက်ချင်သူတွေအတွက်လည်း crypto နဲ့လက်ကမဲ့ platform တခုဖန်တီးထားသလို crypto network အတော်များများနဲ့ချိတ်ဆက်မှုလုပ်နေကြောင်းလည်းသိရပါတယ်။လောလောဆယ်မှာတော့ဒီပြိုင်ပွဲအကြောင်းကို social media အတော်များများမှာနာမည်ကြီးနေသလို ဘယ်သူနိုင်သွားမယ်ဆိုတာကိုလည်းသိကျင်နေကြပါပြီဒီပြန်ပွဲကအတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အသေးအစအရာတစ်ခုဖြစ်ပေမဲ့တုပ်ပိုးချင်းပြန်ဘယ်သူနိုင်မလဲဆိုတာကိုလောင်ချေးထက်တာမျိုးလုံးမယ်ဆိုရင်တော့ငွေချေးဆုံရှုံမှုတွေရှိလာနိုင်တာကိုတရေချက်တင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်မိတ်ဆွေတို့မှာခရစ်တိုကာရန်စီဝယ်အောင်လုပ်ဖို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trade လုပ်တဲ့မှာ fee discount ပြန်ရမယ်အခုကိုကိုအသုံးပြုပြီးတော့ account ဖွင့်နေပါတယ်နားဆင်ပေးကြတဲ့သက်သက်ရှင်များအားလုံး trader မြတ်ကြပါစေခင်ဗျာ thank you